ပေါ်တူဂီတို့သင်ခန်းစာယူတင်တဲ့ပွဲမင်္ဂလာပါခင်ဗျာဆော့ကာဟစ်စထရီကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါပြီးခဲ့တဲ့ညကကန်ခဲ့တဲ့ပေါ်တူဂီနဲ့ဟန်ဂေရီတို့ပွဲမှာပေါ်တူဂီတို့ရွန်ဒိုရဲ့ twin goal တွေနဲ့ဥဆောင်ထားပြီးကမှနောက်ဆုံးမိနစ်မှာဂိုးပြန်ပေးလိုက်ရပြီး9ဂိုးစီသေးရကျသွားပါတယ်ပေါ်တူဂီကဒီပွဲသာအနိုင်ရခဲ့ရင်ခြေစစ်ပွဲအောင်ပြီဖြစ်ပေမဲ့အခုတော့နောက်တစ်ချိန်နိုင်ငံပွဲတွေထိစောက်ရပါအောင်မယ်ဒါရီဘေကစားလဲ ဘယ်ကစလဲဆိုရင်ပေါ်တူဂီရဲ့ပြဿနာတစ်ခုကိုအစာဆွဲထုတ်ပြရမှာပါပေါ်တူဂီသားတွေလိန်နေတယ်ပေါ်တူဂီသားတွေကရော်နယ်ဒိုအတွက်ကဘာဖလားယူပေးကြမယ်သူတို့ကပတိန်အတွက်ကဘာဖလားရဖို့အသေးလေးစူးစမ်းမယ်စတဲ့စကားတွေတယောက်ပြီးတယောက်ဒီရပိုင်းနဲ့ပေါ်ထွက်လာခဲ့ပါတယ်ဗီတင်ဟာအပါဝင်တခြားကစားသမားတချို့ပြောတာကျွန်တော်တွေ့လိုက်ပါတယ်ဒါပေမဲ့ပေါ်တူဂီစီနီယာကစားသမားတချို့ကရော်နယ်ဒိုအပေါ်ကိုခြေရာတိုင်းကျင်နေကြတော့မှာပဲဒီစိတ်ကိုမဖြောင်းရင်ပေါ်တူဂီအခြေအနေကောင်းမှာမဟုတ်ဘူး ျွန်တော်ကတော့ပေါ်တူဂီသားတွေလိန်နေတယ်လို့ပဲခံစားရတယ်။ဒီဘက်မှာဟန်ဂရီကအရင်ဂိုးရပြီးပေါ်တူဂီကနောက်ကလိုက်ကစားခဲ့ရတာပါ။ဒီလိုပြန်နိုင်ရဖို့အတွက်လိုအပ်တဲ့ဂိုးနှစ်ဂိုးစလုံးကိုလည်းရိုနယ်ဒိုကပဲသွင်းပေးခဲ့တာပါ။ဘလို့သွင်းခဲ့တယ်လဲဆိုတာကို analysis ကြမှာပြောပါမယ်။ဒုတိယပိုင်းစာနဲ့ရော်နယ်ဒိုကပွဲကိုဖြတ်ထားခြင်းခဲ့ပေမဲ့သူ့စီကိုဘောလုံးရောက်မလာတော့ပါဘူး။သူ့နေရာယူတယ်ပြေးတယ်။နေရာလွတ်တွေကိုပြေးထွက်ပြေးတယ်။သူလွတ်နေပေမဲ့သူ့စီဘောလုံးရောက်မလာပါဘူး။ပေါ်တူဂီသားတွေရော်နယ်ဒိုဟက်ထရစ်ရသွားမှကြောက်နေရလား။တကယ်ကိုမေးချင်စရာပါ ရော်နိုအနေနဲ့ဟက်ဒရစ်လိုချင်တာဆိုရင်လေသူမလုံသူတက်ရွယ်နဲ့ဘလောက်မှသူကစားဖို့မကြံတော့တဲ့အချိန်မှာရားတဲ့အခွင့်အရေးတော့ယူလာမှာပဲဒါမဆန်ဆန်းနေတာကပိုတဂီသားတွေဒီမှာကျွန်တော်ပြပါမယ်ဒီမှာဆိုရင်ဘရူနိုကနက်တိုကိုခြာပေးလိုက်တဲ့အလုံးဒီမှာရော်နိုအလွတ်ကြီးသူလဲကံမို့လောနေလို့မမြင်လိုက်တာဖြစ်နိုင်တဲ့အလုံးမျိုးမလို့လက်ခံလို့ရပါတယ်ဒီလုံးမှာဆိုရော်နိုပြေးထွက်သွားတာလုံးဝပြေဆုံးတယ်လူမကြုံဘူးအော်ဝေါ်မျောပေးလို့မလွင်အပေါ်ဘောခြာပေးလို့ရတယ်ဒါပေမဲ့ဘရူနိုကိုပဲပေးလိုက်တယ် ဘရူနိုဘောလုံးလက်ခံတဲ့အချိန်ဒီမာရိုနိုလူကျွန်နေပြီဒီမာရိုနိုကတစ်ဖက်နောက်တန်းနဲ့ညှိပြီးလူမကျော်အောင်ပြန်နေတယ်ဒီမာရိုနိုကိုပေးလိုက်ရင်တေချာပေါ့အခွင့်ရေးပဲဒါပေမဲ့ဘရူနိုကသူ့ဟာသူကန်တယ်အဲ့ဒီလုံးတိုင်ထိသွားတယ်ဒီမာဆိုလဲရိုနိုနောက်မှာပါလာတယ်ဒါတော့ဂျုတ်ကက်ရှာမရလို့တချို့အလုံးတွေမှာအများကြီးရှိသေးတယ်ရိုနိုစပိတ်ထဲမှာနေရာယူထားပြီးမဲ့မပေးခဲ့ကြအောင် analysis ကျွန်တော်ပြောပြပါမယ်ဟန်ဂရီခံစစ်ကအတော်လေးကိုထိုးဖောက်ရခတ်ပါတယ်ဟန်ဂရီကပိတ်ကစားတာလားဆိုတော့လည်းမဟုတ်ဘူး ဖွင့်ကစားရလားဆိုတော့လည်းမဟုတ်ဘူးတသိန်းလုံးစင်းတသိန်းလုံးတက်ပါဘောလုံးမရှိတော့ off the ball မှာ Hungary က6-3နဲ့ကစားသွားတာပါဒီမှာဆိုရင် Portugal တိုက်စစ်ဆင်တဲ့အချိန်မှာ Hungary ဘက်ကကစားသမား10ယောက်လုံးကဂိုးရှိမှရှိနေပါတယ်ဒီအတွက် Portugal ကလည်းတင်ကားလေးဆိုတဲ့ကစားကွက်နဲ့ကစားခဲ့ရပါတယ် on paper ကစားကွက်အတိုင်းဘယ်သူမှမကစားပါဘူးဒီမှာဆိုရင် Mandat ရှိကို Vidin ဟာရောက်နေပါတယ်ဒါကပုံမှန်မဟုတ်တဲ့အချိန်တွေပါ Portugal ကစားကွက်က PSG ကစားကွက်အတိုင်းသွားနေတာပါ မတ်တက်ရှိတက်လို့ရအောင်ဗီဒင်ဟာကအမြဲအနောက်မှာခြံနေပေးခဲ့တာပါဒါပေမဲ့ဒီအချိန်နေမှာဗီဒင်ဟာရောမန်တက်ရောနှစ်ယောက်စလုံးရှေ့ရောက်နေတဲ့အထိပေါ်တူဂီတို့ခက်ခဲခဲခဲထိုးပါဖို့စူးစမ်းခဲ့တာကိုတွေ့ရပါတယ်ဒါပေမဲ့သူတို့ပြန်တိုက်စစ်ဆင်တဲ့အခါလဲအတော်ထိရောက်ပြီးအတော်ကြောက်စရာကောင်းပါတယ်ဒီမှာဆိုရင်လဲဟန်ဂေရီကစားသမားအားလုံးနှိပါးကသူတို့ကွင်းဘက်အချမ်းပါပါ ီမှာဆိုရင်ပိုတူဂီကစားသမားအားလုံးနဲ့ဟန်ဂေရီကစားသမားအားလုံးကကွင်းတစ်ဖက်ထဲမှာရှိနေတာပါဒီလိုစပိတ်ရဖို့ခက်လောက်အောင်ဖြစ်နေတဲ့ဟန်ဂေရီနောက်တန်းနေကြတဲ့ရော်နယ်ဒိုဘလူးစပိတ်တွေအမြဲရနေလေဒါကရော်နယ်ဒိုရဲ့ကစားဟန်ကြောင်းပါကျွန်တော်အရင်ကပြောဦးသလိုရော်နယ်ဒိုကအမြဲလူကျွန်အောင်နေပါတယ်လူကျွန်နေတဲ့ကစားသမားကိုဘယ်သူမှလူမကပ်ပါဘူးဒီတော့ပေးကန်နေကြမှာရော်နယ်ဒိုကအတွင်းထဲပြေးဝင်ပြီးပြန်ပြေးထွက်တာပါဒါကိုအရင်ဗီဒီယိုတွေမှာကျွန်တော်ခဏခဏပြောပြီးသားပါ ီလိုလုပ်ဖို့ကခက်ခဲပါတယ်တိုက်စစ်မှုတော်တော်များများဒါမျိုးမလုံနိုင်ကြပါလူကြုံမှုအရာကိန်းတော့များပါတယ်ဒါကိုရော်နယ်ဒိုလုံးနေတာကသူ့ရဲ့နှစ်တည်းအကြာကြီးကစားလာတဲ့တဘာပါဒီမှာပေါ်တူဂီရသွားတဲ့ပထမဂိုးမှာဆိုရင်ဟန်ဂရီကစားသမား၁၀ယောက်စလုံးရှိနေတယ်လို့ပေါ်တူဂီကစားသမားကလည်း၁၀ယောက်လုံးရှိနေပါတယ်ဒီထဲမှာလူကြုံနေတာရော်နယ်ဒိုတယောက်ပဲရှိအခုထိလည်းလူကြုံနေတော့မှဖီလင်းအားစီဘောလုံးရောက်သွားတဲ့အချိန်ရော်နယ်ဒိုက onside ထဲကိုပြေးဝင်တာတွေ့ရမှာပါဖီလင်းဟာပေးတာစီမီတို့ဘောလုံးလက်ခံခဲ့ပြီးစီမီတို့ပြန်ပေးတဲ့အချိန် နက offside Ronaldo က onside ဖြစ်နေပါပြီ။ဒီမှာဒီကစားသမားက Ronaldo onside ဖြစ်နေတာကိုသတိထားမိသွားပြီးပြေးကပ်ပေးမယ်။ Ronaldo ကပိတ်သွင်းလိုက်ပါတယ်။ပထမခြေပါကိုပါဒုတိယကိုမှဆိုရင် Ronaldo ကို Hungary ဘက်ကသတိထားလာကြပြီ။ဒီမှာဆိုရင် Ronaldo ဘေးနားမှာ၃ယောက်ဝိုင်းထားပါတယ်။ဘောလုံးရတာနဲ့ Mandat ကဖြတ်တင်ပေးလိုက်ပြီး Ronaldo ကသူ့ကိုကတ်ထားတဲ့၃ယောက်ကြားကနေပြေးထွက်ပိတ်သွင်းသွားခဲ့ပါတယ်။ဒီလုံးမှာမန်ဒက်တင်ပေးတာကလည်းကောင်းလုံးပါပဲရိုနယ်ဒိုမန်ဒက်အတွဲက National League တဲကနေအခုထိအတွဲမိနေတော့မှာပဲ ဒီမှာ Hungary ရဲ့ space တိတ်မပေးတဲ့ထိုးဖောက်ရခတ်တဲ့ခံစစ်ကို Ronaldo က goal နှစ်ခုရအောင်သွင်းပေးခဲ့တာပါဒါကိုနောက်ပိုင်း Ronaldo ကိုမပေးဘူးဆိုတော့ဘာပြောရမှန်းတော့မသိတော့ပါဘူးဒုတိယပိုင်းမှာ Ronaldo စီဘောလုံး၄ချိန်ပဲရောက်ပါတယ်ဒါတော့ကောင်းမွန်တဲ့အခြေအနေနဲ့မဟုတ်ပဲ normal pass တွေပါဒီတော့ Martinez နေနဲ့ဒီစိတ်တွေကိုပြင်ပေးနိုင်မှုလို့တို့ပေါ်တူဂီအသင်းသားတွေလည်းအခုလိုအခြေအနေကနေသင်ကန်းသာယူဖို့လိုပါတယ်။ပြိုင်ဘက်ကိုဂိုးဖြတ်နိုင်သမျှဖြတ်ထားဖို့လိုတဲ့အချိန်မှာတိုက်စစ်မှုကိုမပေးဘဲရသလိုကန်နေရရဲ့အကျိုးစားပါ။ ပြိုင်ဘက်ကဒီလောက်မနှုံချပါဘူး။ပေါ်တူဂီဘက်ကိုကြောက်စရာကောင်းတဲ့ခြေနေတွေအများကြီးဖန်တီးနိုင်ခဲ့ပြီးကန်ကောင်းလို့ဂိုးမပေးခဲ့ရတာပါ။ဒီလောက်ချိန်ချောက်နိုင်တဲ့ဟန်ဂေရီကိုဂိုးမဖြတ်ခဲ့တာရဲ့အကျိုးစပါ။ရော်နယ်ဒိုကြောင့်သာထိုးဖောက်နိုင်ခဲ့ပြီးဟန်ဂေရီခန်းစစ်ကိုရော်နယ်ဒိုရဲ့လူစားလဲလိုက်ရောဘာဆိုဘာမှမလုပ်နိုင်တော့ပါဘူး။ဒါနဲ့တော့ရော်နယ်ဒိုကိုလူငယ်ကိုနေရာမပေးဘူးပြောကြပါသေးတယ်။နောက်နှစ်နေငယ်မှာရော်နယ်ဒိုမရှိတဲ့နောက်နေရာပေးလိုက်ပါဆိုတဲ့လူငယ်တွေဘာလို့ပြနိုင်မလဲကျွန်တော်တို့သိရပါတော့မယ်။ ရော်နိုကိုလူစားလဲတာကိုလည်းသဘောမကျပါဘူး။ရော်နိုသာရှိနေသေးရင်အနည်းဆုံးတော့သူ့လိုဘက်ကိုနှစ်ကိုးသွင်းထားတဲ့ကစားသမားဖြစ်တဲ့အတွက်တစ်ဖက်ခံစီကိုအနည်းနဲ့များပရက်ရှာဖြစ်စေပါတယ်။ဒါကိုသက်သေပြရရင်ဒုတိယပိုင်းမှာရော်နိုစပိတ်အတော်ရပါတယ်။ဟန်ဂရီနောက်တန်းပြနေတာပါ။အခုတော့အဲ့ဒီကစားသမားမရှိတော့တဲ့အတွက်ဟန်ဂရီဘက်ကပိုရဲရဲတိုက်စစ်ဆင်လာတာပါ။ဒါကြောင့်ပဲဂိုးပြန်ပေးလိုက်ရတာပါ။ဟန်ဂရီဘက်ကပထမဂိုးကခေါင်းတိုက်ဂိုးဆိုပေမဲ့ဂိုးသမားဒီယေဂိုစတာချွတ်ဆွဲတာလိုအပ်တာကြောင့် နောက်ဆုံးမိနစ်အလုံးမှာရူဘင်ဒီယက်ရဲ့ပေါ်ရမှုကြောင့်ရလာတဲ့အခွင့်အရေးကိုဆပေါ်စလိုင်းကပိတ်သွင်းသွားခဲ့ပါတယ်။ဒီလုံးပြန်ပေးလိုက်ရတဲ့အချိန်ရော်နယ်ဒိုအတော်လေးစိတ်ပြတ်နေတာကိုမြင်ခဲ့ရပါတယ်။ရော်နယ်ဒိုကသူ့ကိုပထမပွဲပနတီလွှဲခဲ့တဲ့အတွက်ဝေဖန်ခဲ့သူတွေကိုခေါင်းသုံးဖို့သတိပေးသွားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကရော်နယ်ဒိုအနေနဲ့အရင်ကဆို तू ဒီလိုဟက်ထရစ်ရဖို့ဆိုရင်လူစားလဲရင်ကြိုက်မှာမဟုတ်ပါဘူး။ဒါပေမဲ့ तू တော်တော်သီးခံလာတာကိုတွေ့ရပါတယ်။အသင်းမော်တွေကသူ့စီဘောလုံးမပေးသလိုနီးပြားကပါလူစားလဲပြလိုက်တာကိုမျက်နှာမပြောင်သူထိန်းထားနိုင်တာကိုတွေ့ရပါတယ် ဒါကရော်နယ်ဒိုမဟုတ်ရဲ့လားလို့တော့တွေးမိတယ်။သူတော်တော်သီးခံထားတာပါ။ငယ်တော့ကသူ့ကိုလူစားလဲရင်မကျေနှကြောင်းပြလဲနောက်ဝဲသူ့ကိုမထည့်ပဲမနေဘူး။နီးပြကလည်းသူ့ကိုပဲအားကိုးနေရတာ။အခုအသက်ရလာတော့သူဒီလိုပေါက်ခွေးရင်သူ့တက်မကောင်းမှုဆိုတော့ကိုပြီးခဲ့တဲ့ကိုရီးယားနဲ့ပါလူစားလဲခဲ့တဲ့နီးပြကိုဒေါသထွက်ပြခဲ့လို့နောက်ပွဲမှာနီးပြကအရန်ကုန်ပို့တော်ခံလိုက်ရပါတယ်။ဒီတော့ပေါ်တူဂီနီးပြနဲ့ပြဿနာမတက်ချင်တဲ့အတွက်သူသီးခံလာခဲ့တယ်။အသက်ကြောင့်အရာရာသီးခံလာရတာကိုတွေ့ရတယ်။ကျွန်တော်တို့သိရတဲ့ရော်နယ်ဒိုကဒါမျိုးမဟုတ်တဲ့အတွက်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ဒါကရင်ကျက်မှုပဲဟန်ဆောင်ပြုံးရတာရင်ကျက်မှုပဲရော်နယ်ဒိုထက်စာရင်မက်ဆီကအများကြီးပိုရင်ကျက်ခဲ့တယ်သူ့ရဲ့ emotion ကိုထိန်းနိုင်တယ်စကားအသွားအလာကိုထိန်းနိုင်တယ်မာတီနက်စ်ဘက်ကကြည့်ရင်လေရော်နယ်ဒိုကအသက်40 3-4ရက်အတွင်းနှစ်ပွဲကစားရတာဆိုတော့အနာပေးလိုက်တာဖြစ်နိုင်တယ်ရော်နယ်ဒိုဒဏ်ရာနဲ့ရသွားတဲ့နေ့လည်းတူပါတယ်ရော်နယ်ဒိုကစားအားကိုချွေတာလည်းဖြစ်နိုင်ပါတယ်နီးပြမာရီနက်စ်အနေနဲ့ပေါ်တူဂီအသင်းသားတွေရဲ့စိတ်ကိုပြင်ဆင်ပေးနိုင်မှုလိုပါတယ်။ထိန်းချောင်းပေးနိုင်မှုလည်းလိုပါတယ်။ ပေါ်တူဂီအသင်းသားတွေကလည်းဒီဖြစ်ရက်ကနေသင်ခန်းစာယူဖို့လိုပါတယ်။ဒီနေ့ပွဲမှာပေါ်တူဂီဘက်ကိုခြေပါကိုသွင်းသွားတဲ့ Sports Line ကိုမီဒီယာတွေကပွဲပြီးမှသူ့ရဲ့ Idol Ronaldo ကဂျာစီပေးမဲ့ကလေးပေးထားတာရားရဲ့လားလို့မေးတဲ့အချိန်သူရားခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။ Ronaldo ကလည်းဒီနေ့ပွဲ Man of the Match ကိုရားခဲ့တယ်လို့ကမ္ဘာဖလားခြေစစ်ပွဲအဆင့်မှာတွင်းကိုအများဆုံးဖြစ်ခဲ့ပါတယ်။သူ့ရဲ့တွင်းကိုစုစုပေါင်းကလည်း948ကိုရှိလာခဲ့ပြီဖြစ်ပြီးရိုမာနိုက1052ကိုအလိုဆိုပြီးတင်ထားပါတယ်။ ွဲပြီးမှဟန်ဂရီနီးပြားမာကိုရိုစီကခရစ်စတီယာနိုကနှစ်ဂိုးသွင်းနိုင်ခဲ့တဲ့အမခံပဲသူ့အသက်အရွယ်မှာသူဆက်ပြိုင်နေတာပေါ်တူဂီနဲ့ဘောလုံးလောကမှာနံပါတ်1ပဲလို့ချီးကျူးသွားပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analyze ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ